2025ခုနှစ်ဧပြီလ16ရက်နေ့ကြကြံအတက်နေ့မြန်မာနိုင်ငံငလျင်ဒေသအတွက်အထူးမိုးလေဝသသတင်းများကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ငလျင်ပေးတန်တဲ့ပြည်သူများအနေဖြင့်အချိန်ခါမဟုတ်မိုးကြောင့်ထပ်မံဖြစ်ပေါ်လာနိုင်တဲ့အနေအများကိုမိုးလေဝသဘလော့ကဆရာဦးထိတ်တင်မှာသတိပြုနိုင်ပါရန်ကြိုတင်နှိုးဆော်လိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ခြင်းပါတယ်။ 24နာရီအတွင်းမန္တလေးတိုင်းစကိုင်းတိုင်းနေပြည်တော်ကောင်စီပဲခူးတိုင်းတို့တွင်နေရာကွက်၍မိုးကြီးခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပြီးချင်းပြည်နယ်တနင်္သာရီတိုင်းအေရဝတီတိုင်းနှင့်ရန်ကုန်တိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာခြင်းများဖြစ်ပေါ်နိုင်ကြောင်းမိုးစလကလည်းသတိပေးထားပါသည်။ဒီကနေ့နေ့လယ်12နာရီယိုရုကတိုင်းတာကြက်များနဲ့ပေါ်ထားတဲ့ပုံရပစိဖိတ်ဒေသကလာတဲ့လေကြီးကြောင်းဟာ ထိုင်းပင်လယ်ကိုရတဲ့ထိုင်းနိုင်ငံကိုဖြတ်သွားသလိုပဲအိန္ဒိယသမုတ်တရားလီစီချောင်းကကိုဘိုးကျွန်းမှာရပ်ဆိုင်သွားပြီးတော့အိန္ဒိယနိုင်ငံပင်လယ်ကလီအကုန်လုံးဟာဗမာပြည်လယ်ပိုင်းကိုဖြတ်ဝင်နေတာတွေ့ရပါတယ်ဒီလိုလီစီချောင်းကတိုက်ခတ်မှုနဲ့ပယ်ဆောင်လာတဲ့တိမ်ငွေတွေရကျွန်တော်တို့မနေ့6နိုင်မှအခုနေ့လယ်7နိုင်ချိန်အတွင်းမှာကချင်ပြည်နယ်၊သခိုင်းတိုင်းထက်ပိုင်း မန္တလေးတိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်တရင်းသာရီတိုင်းတို့မှာမိုးရွာတွန်းနေတာကိုတွေ့ရှိရပါတယ်။နေ့လယ်၁၇နာရီမှညနေ၆နာရီအတွင်းမှာလည်းမန္တလေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်ပြီးတော့မိုးပွဲရွာတွန်းတယ်လို့ပဲနေပြည်တော်ရဲ့အောက်ဘက်ပဲခူးတိုင်းအထက်ဘက်အေရဝတီတိုင်းရန်ကုန်တိုင်းကယားပြည်နယ်ကရင်ပြည်နယ် မိုးပြင်းတဲ့သတင်းလာရေးတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်။အဲ့ဒီအထဲမှာမှာသတင်းလာရေးတိုင်းထဲမှာဆိုရင်နေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရပါတယ်။ညနေ6နာရီမှည7နာရီအတွင်းမှာမိုးရတဲ့နိုင်တဲ့နေရာတွေလိလတဲ့အခါမှာရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်တို့မှာ မိုးရွာသွန်းနေတယ်လို့ပဲနေပြီးတော့စစ်တောင်းမြဝ AR တိုင်းမကွေးတိုင်းအောက်ပိုင်းပဲခူးတိုင်းကြားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုကျွန်တော်တို့သတိပေးပါရစေ၁၉နှစ်ရောက်တဲ့အခါမှာလည်းကချင်ပြည်နယ်၊စကိုင်းတိုင်းတစ်ပိုင်း မန္တလေးတိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်ချင်းပြည်နယ်မှာလည်းမိုးဆက်လက်ရွာသွန်းမှာဖြစ်ပါအထူးသဖြင့်စပားရိတ်သိမ်းနေတဲ့ AOD တိုင်းမှာမိုးတော်တော်များများရွာနိုင်တဲ့အတွက်ကြောင့်မလို့မိမိတို့ရိတ်သိမ်းထားတဲ့စပားတွေကိုပုံမိုး view site ပို့အတိပေးလိုပါတယ်ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းမှာလည်းဆက်လက်ရွာသွန်းနေသလိုကရင်ပြည်နယ်မှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့အခြားမုန်ပြင်းနယ်နဲ့တွင်းနိုင်တိုင်းမှာဆက်လက်မိုးရွာမှာဖြစ်ပါတယ်။လာမယ့်၁၈ရက်နေ့မှာလည်းသခိုင်းတိုင်းမန္တလေးတိုင်းမှာနေရာကွက်ပြီးတော့မိုးများသလိုပဲမကွေးတိုင်းအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ဘက်မှာဆက်လက်ပြီးတော့မိုးရွာသုံးမှာဖြစ်ပါတယ်။ထို့အတူမြန်မာပြည် အလယ်ပိုင်းအောက်ဖက်ဖြစ်တဲ့နေပြည်တော်ကနေစပြီးတော့စစ်တောင်းမြဝမ်းတစ်ချောင်းမြန်မာပြည်အေရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ဒေနာရီတိုင်းမွန်ပြည်နယ်တို့မှာလည်းဆက်လက်မိုးများမှာဖြစ်ပါတယ်ကျွန်တော်တို့ကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်လာမယ့်19ရက်နေ့မှာတော့မန္တလေးတိုင်းတဲမှာဆက်လက်ပြီးတော့မိုးပွဲဆက်ကြမှာဖြစ်ပါတယ်ငလင်းဒေသတွေ ရက်ရှိမိုးရွာသွန်းမှုရှိပါတယ်လက်ရှိအနေထားအရကျွန်တော်တို့နောက်ထပ်9ရက်လောက်မိုးရွာမယ်လို့ခန့်မှန်းထားပါတယ်ကြိုတင်ပြင်ဆင်မှုအတွက်မြေပြင်မှာနေထိုင်တဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ဆက်လက်မျှဝေပေးပါ19ရက်နေ့မှာရန်ကုန်တိုင်းပဲခူးတိုင်းစစ်တောင်းမြဝမှာဆက်လက်မိုးရွာသွန်းသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တရင်းတိုင်းတိုင်းမှာဆက်လက်ပြီးတော့မိုးရွာရင်းနဲ့ကရင်ပြည်နယ် နေရာဒေသအချို့မှာမူကြီးနိုင်ပါတယ်ကျွန်တော်တို့အချက်လက်တွေကိုလူတိုင်းရှိကို ဖြန့်ဝေနိုင်မှုအတွက် Telegram စာမျက်နှာအနေနဲ့အတန်းဖိုင်ဖြစ်လေကျွန်တော်တို့တင်ပြထားပါတယ်အောက်မှာရှိပါလေကျွန်တော်တို့ရဲ့ဂရီပေးချက်တွေဟာငလင်ဒေသမှာရှိတဲ့လူသားပြည်သူများနဲ့စိုက်ပျိုးရေးလုပ်နေကြတဲ့တောင်သူဦးကြီးများတဲ့ရည်ရွယ်ထားတဲ့အတွက်ကြောင့်မလို့မိမိတို့လုပ်ငန်းတူမိတ်ဆွေများကိုလည်းဆက်လက်ပြီးတော့မျှဝေပြီးတော့ အပြည့်ပေးလိုက်ကြပါလို့မြစ်ရရခံပါတယ်